ဆယ်လာပိုင်းထဲမှာကံကောင်းဆုံးနေပါလို့ပြောမယ်ဆိုရင်တော့တနင်္ဂနွေနေ့ကကံကောင်းဆုံးလို့ပြောရရတယ်ပြီးတော့အဲ့ရရနောက်မှာလိုက်နေတဲ့ကံကောင်းတဲ့သူတွေကတော့စနေသားသမီးတွေပဲနော်ပြီးရခါကျတော့ဒီအသင့်တွေထဲမှာပါနေရတော့တောက်ကြပြီးရခါမှာတနင်္နာပြီးတော့အင်္ဂါကန်ဆိုးနေတာကကျတော့တတာရေးနဲ့ဗုဒ္ဓဦးနေကတော့တော်တော်ကိုကန်ဆိုးနေတယ်လို့ပြောလို့ရတယ် เนาะကံအကြောင်းလေးအနေနဲ့ပြောရမှာဆိုရင်အဲ့တော့ဘာလဲဆိုတော့တနေ့ဝင်သားသမီးတွေကဘာရင်ကံကောင်းလဲဆိုတော့ကာလမှာဘာလို့လို့ okay တယ်ကြီးပွားရေးလုံးလားဘာလို့မလဲအကုန် okay တယ်အကုန်အဆင်ပြေတယ်အပြည့်အနာမရှိဘူးအဲ့ချက်ကတတော်ကိုကောင်းနေတာသူတို့တက်ကကြတော့အဓိကကဘာလဲဆိုတော့ကြီးပွားရေးပဲလို့လို့လူမွေးပဲလို့လို့ဘာကိစ္စပဲလို့လို့တနေ့ဝင်သားသမီးများတို့ကလောက်ချင်စိတ်လေးရှိရင်ရပြီအောက်မိမိသားမှတ်လိုက်တော့အဲ့လိုမျိုးပြောလို့ရတယ်အေး စနေစနေသားမိများအနေနဲ့ကကြတော့ဘလို့ကံကောင်းတာလဲဆိုတော့သူကကြတော့အရင်တော့ကရက်တန့်နေခဲ့တဲ့အရာတွေဆိုတော့လုံးပဲလုံးမယ်လုံးမယ်လုံးမယ်ဆိုပြီးတွေးနေတဲ့အရာအကုန်လုံးကဒီလာထဲမှာလာပြီးအုံနဲ့တိုင်းနဲ့ဖြစ်သွားမယ်။ဘာလုံးမလဲ၊ကုညီပေးမယ်၊ဘာလုံးချက်လဲ၊စောင့်ရပေးမယ်။အဲအဲ့လိုလူမျိုးတွေကတော့ဒီကာလမှာပေါ့ကူပေါ်လာမှာစီးပွားရေးကောလာကောင်လူမှုရေးတော်လာကောင်မှာပေါ့ကူပေါ်လာမှာအဲ့တော့ဟာโอเคလို့ပြောလို့ရတယ်။ချုံပြီးပြောတာနော်။စီးပွားရေးလူမှုရေးနဲ့ချုံပြီးပြောတာ။ ဒီနေရာမှာခြေရည်တွေပါမပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲနောက်တစ်ချက်ကြတော့ပါလဲဆိုတော့ဒီကိုဘာလို့လို့ ready ရှိနေမဲ့သူတွေ ready အစင်သက်ကုညီပေးမဲ့သူတွေရှိနေတယ်စနေသားသမီးတွေကအဲ့တော့ကြိုက်တာလို့ထိုးတော့ရှိရပါဘောကိုဘေးသားမှာဘယ်ကောင်းမတောင်းတာဖြစ်စေတောင်းတောင်းမတောင်းတောင်းပြကိုတကယ်လုပ်ရင်ကုညီမဲ့သူတွေရှိတာလို့ဆိုတော့ဘေးနဲ့နဲ့စောင်းမိကြည့်လိုက်တရောလောက်ရှိနေပုံလို့လို့ရနေပြီလို့ကျွန်တော်ပြောလို့ရတယ် ဲ့တော့အကောင်းဖြစ်အောင်လုပ်လို့ရတယ်ပြောရရအဲ့တော့အသင့်တွေထဲမှာရှိနေရတော့တောက်ကြပဲတောက်ကြသားသမီးတွေကကျတော့ဘာဖြစ်နေရလဲဆိုတော့သူကကျတော့ပုံနေမြဲကြားနေမြဲဆိုတဲ့အတိုင်းနေပဲအရင်လာတွေမှာရှိနေတဲ့တန်ကောင်းချင်းတွေကလက်ဆင့်ကမ်းလာတယ်သူတို့ကအရင်လာတွေမှာလည်းကန်ဆလိုရတယ်ရှိမယ်အဆင်ပြေရတယ်ရှိမယ်ဒါပေမဲ့အဆင်ပြေပြရတွေကနဲလာပြီးတော့တန်ကောင်းနေပါသေးတယ်ဆိုတဲ့အရာလေးတွေကအကောင်းလာတယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ဒီလာထဲမှာပတ်သက်သမီးများအနေနဲ့ကဟိုဘယ်လိုဘယ်လိုဖြစ်နေလဲဆိုတော့ဟို ဗန်လန်ညီညီထိန်းထားနိုင်တော့ဘာပြတ်နာမှမရှိဘူးကံလဲအကြီးကျယ်မစိုးဘူးကိုကံလဲအကြီးကျယ်မကောင်းနေဘူးအဲ့တော့တင့်တင့်ဆိုတဲ့အထက်မှာထိစီရရင်ထည့်ထားတာဖြစ်တယ်ကဲအဲ့ဒါပြီးတဲ့အခါမှာတနင်းနာတနင်းနာသားသမီးရကြတော့ဘလို့အသင့်တဲ့ကံကောင်းနေရလဲဆိုတော့တနင်းနာသားသမီးရကြတော့ကံဆိုးနေရလားဆိုလဲမဟုတ်ဘူးကံကောင်းနေရလားဆိုလဲမဟုတ်ဘူးတို့ကြပါဆိုသူတို့စ조사အားထုတ်တယ်မြဒီကာလမှာအစီအမေဆိုတော့ဟိုတနင်းဝေသာသမီးများဗျာ 100ရက်100လုံးရင်ထားပါတော့90လောက်ရနေတယ်ဆိုတဲ့အချိန်မှာသတိနဲ့သတိများနေနေတော့100လုံးမယ်ဆိုရင်တော့60 90လောက်ရနေတယ်စိုးတာကိုပြောလို့ရတယ်အဲ့လိုအခြေအနေမျိုးမှာပါတယ်အဲ့တော့နောက်ဖြစ်ကြတော့ပါလဲဆိုတော့ဒီကာလမှာပို့ပို့ပြီးတည်နေနိုင်မယ်ဆိုတဲ့ကိစ္စမှန်မှန်အားလုံးကိုလုတ်ပြီးဟာသတိနဲ့သတိများလည်း okay ပါပဲတခုတော့ရှိတယ်အော်ဘာလို့ရမလဲဆိုပြီးဖြာများနေတော့အဲ့တတိယသမီးကကြောင်ပြောက်သွားလိမ့်မယ်။ဖြာများနေလို့မရဘူး။တစ်ခုတည်းတစ်ခု ကျောင်းတစ်ခုလေးကိုကျောင်းတစ်ခုလေးအလောက်တစ်ခုဆိုအလောက်တစ်ခုလေးကိုတော့စိတ်ကူးဆိုစိတ်ကူးတစ်ခုလေးကိုပဲဥတည်ပြီးတော့သွားထားရင်တနေ့ညတွေကညာခံလုံးတွေပို့တိုးလာမှုရှိတယ်။နောက်ပြီးရဲ့ခါကျတော့နောက်တဲ့အသင့်တဲ့ကံကောင်းတွေကတော့အင်္ဂါပဲ။အင်္ဂါတွေကဘလို့ကံကောင်းနေရလဲလို့ပြောရင်တတိကသူတို့မှာကဘာလောက်လို့ကိုလို့ရှိပါတယ်ဖေးလို့ရှိပါတယ်မေးလို့ရှိပါတယ်အဖားလို့ရှိပါတယ်ဘာလို့ရှိပါတယ်ညာလို့ရှိပါတယ်ဆိုတဲ့အဟာတွေက ီကာလမှာပုံများလာတယ်ဘာဖြစ်လဲဒီကာလမှာအချစ်ခံရတယ်လို့ပြောရရတာနော်အင်္ဂါသတိမိတွေကအချစ်ခံရခြင်းအနေပြီးတော့မှသူ့အတူကံကောင်းတာလေးတွေအများကြီးဖြစ်လာတာအချစ်ခံတာများတယ်လေကံကောင်းလာကံကောင်းတာတွေပုံများလာလေပေါ့အချစ်ခံရတဲ့နေတော့ကံကောင်းတာတွေကနေလာမှာပေါ့အဲလိုမျိုးတော့ရှိတယ်တဘောကဘယ်လိုခေါ်လဲဆိုတော့ကိုဘာလုံးလို့လက်မထောင်ပေးနိုင်မဲ့ထောက်ခံပေးမဲ့သူတွေရှိနေတယ် ရှိတဲ့ကြောင့်မလို့အဲ့ထောက်ခံပေးတဲ့သူရှိနေတယ်အာဒီကာလမှာဒီဆေးလာဘက်မှာအရန်များရလို့ပြောချင်တာအရန်များနေတာပေါ့အဲ့များနေတဲ့အခွင့်အရေးကိုတုံးချပြီးလုံးရရှိရလို့ဗျာဂျုံမဲပြပြမှောက်ပဲခုံကမှာပဲလို့လို့အနောက်ကနေလိုက်ဆွဲမဲ့သူတွေကိုရှိတယ်အဲ့လိုရှိနေတဲ့လုံးရရှိရလို့စင်ကြီးဟွန်းဒီနေမှာညံ့ရတယ်ဆိုတဲ့ထဲမှာစတာလေးကိုထိတ်ဆုံးနဲ့ထည့်ထားတာ။ဘာကြောင့်ညံ့တာလဲ။ပြောမှဆိုရင်တော့ဒီစတာလေးကဘာကြောင့်အညံ့ဆုံးထဲမှာဖြစ်နေရတာလဲဆို တတရိယကြတော့သူတို့လုံးတမျှအားလုံးကဂျိုးတို့မောက်ကုန်ဖြစ်တာပဲစဉ်းစားလိုက်တဲ့အရာမမြအားလုံးဂျိုးတို့မောက်ကုန်ဖြစ်တယ်။ဟာဒါကြီးလုံးမယ်လို့တွေးထားတဲ့မှန်မြအားလုံးကပြတ်သွားတယ်။နောက်လာကိုရွှေ့သွားတာ။နောက်၁၇လပိုင်းကိုရွှေ့သွားတာ၁၇လပိုင်းကိုရွှေ့သွားနောက်နှစ်ရက်ရောက်သွားတာမျိုးကိုတွေးထားတဲ့အရာအလွားအကုန်စိတ်မီနေရအကုန်โอเคနေရပဲဒီလာတဲ့အရာရောက်တော့အကုန်ကဂျိုးတို့မောက်ကုန်နေဖြစ်ကုန်။ချုပ်ထွေးကုန်တယ်။နောက်ရက်တွေဖြစ်ကုန်တယ်။ဟာတရားရောက်ကိုယ့်ရဲ့အခွင့်အရေးကိုလူယူသွားတယ်။ကိုရပြီကိုရသိမ့်ရိုက်ထိုက်တဲ့အရာတွေကိုပယ်သွားတယ်။အာ ဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီလာထဲမှာအဲ့ဒီလာထဲမှာတော့ကြောင့်စီးပွားရေးအသက်တွေပါလို့မလုပ်သွင်းဘူးအလိန်ခံတတ်တယ်အဲ့ကြောင့်မလုပ်သွင်းဘူးအဲ့တော့ဟိုအစိမ်းမပြေဘူးလားအစိမ်းမပြေဆိုအစိမ်းမပြေတဲ့နေရာမှာပဲဆက်နေနေတိုးမလာနဲ့နောက်လည်းမဆုတ်သွားနဲ့အဲ့လိုပြက်တာမရှိဘူးအေးအစိမ်းမပြေလို့ဆိုပြီးတော့တွန်းထုတ်လိုက်ရင်တွန်းထုတ်တဲ့နေရာကကိုယ်ကြောက်ထဲကြောက်လို့နေပါတိပြစ်သွားလိုက်နေကန်ဆိုးရင်ကြောက်ထဲမှာလုံးဝဥတုံကြာလွားနိုင်တယ်ဒီမှာပါတယ်အကြောင်းစတာပရီကိုကံညံ့တယ်လို့ကျွန်တော်နေနဲ့ပြောချင်တာ ဗုဒ္ဓဥသသမိယာကြတော့ဘလို့ကညံ့တာလဲဆိုအဓိကကြတော့ဗုဒ္ဓဥသသမိယာအရင်ညံ့နေရတာဆိုလဲမဟုတ်ဘူးဒါပေမဲ့သူကဘာလဲဆိုတော့သူရှောက်လိုက်တဲ့နေရာသူထားလိုက်တဲ့နေရာသူရောက်သွားတဲ့နေရာအလုံးကကံညံ့တဲ့နေရာကိုရောက်သွားတာဆိုတော့သူကသူ့ရဲ့ပတ်ဝန်းကျင်မှာရှိနေသူကကံညံ့နေတဲ့ဖုံးကံနေနေတဲ့အာဒုက္ခရောက်မယ်အဲဒုက္ခရောက်မဲ့သူတွေလည်းသွားပေါင်းပြီးရဒုက္ခရောက်မဲ့သူတွေအလုံးလည်းသွားပြီးတော့ဟိုသူတပွဲတော့နဲ့ထိုင်မိတာမျိုးလို့ဆိုရပါဗျာဒီထရိုထရိုရာဥမာဟိုတခုခုဗျာ ဟိုတယောက်မသိအောင်လုပ်နေတာအကောင်အဲ့လိုနဲ့သွားတွေ့ကာမှဟိုတိသွားတာမျိုးတော့ဥပမာသမီးစားမသိအောင်ခိုးလုံနေတာကောင်းအဲအဲ့အကောင်နဲ့သွားသွားမိမှာမအဲ့လူနဲ့သွားပြီးတော့မှသမီးစားရှိဓာတ်ရက်တရင်ပေါက်ကြားပြီးတော့ဓာတ်ရက်ရောက်သွားပြီးတော့အဲ့ဟာကိုကအကျိတ်ခံရောပြီးတော့ဆိုတဲ့ပုံစံမျိုးအဲ့တော့ဗါလဲဆိုဒီကာလမှာလူတွေကြောင့်လူတွေမရှိပဲနေလို့လည်းမရအဲ့လူတွေကြောင့်ပဲကိုကရှုပ်ရှက်ရှုပ်ရှက်ခတ်တော့အချိန်တခုစီကိုရောက်သွားတာမျိုးရှိတယ်နော်အဲ့တော့ဒါဆယ်လာပိုင်းရဲ့ခုနှစ်နှစ်ရဲ့ဒါ တွေရဲ့အခြေအနေပဲအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ကံကောင်းဆုံးသူမှလည်းကံဆုံးဆုံးကိစ္စတွေလည်းရှိလာနိုင်တယ်ကံဆုံးဆုံးသူမှလည်းကံကောင်းဆုံးကိစ္စတွေလည်းရှိလာနိုင်တယ်အဲ့တော့ကျွန်တော်ကဘယ်လိုခေါ်လဲဆိုတော့လူတိုင်းလည်းကံဆုံးနေရမှာမဟုတ်ဘူးဆိုတော့လည်းပြောချင်တယ်လူတိုင်းလည်းအရင်ကံကောင်းနေရမှာမဟုတ်ဘူးဒါပေမဲ့သူ့အကြောင်းအရာကံကောင်းနေပါရဲ့ဆိုပြီးတော့တို့တို့ထိုင်နေတဲ့သူကလည်းဘာမှဖြစ်လာမှာမဟုတ်ဘူးကံဆုံးနေရဆိုပြီးတော့အမှားမပြေဘူးဆိုရင်လည်းအမှန်ဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ကံကောင်းနေဆိုတဲ့ဟာကိုကြည့်ပြီးတော့ကိုကံကောင်းတဲ့အရာလေးတွေကိုမတီးပြီးတော့ ကောင်းမဖြစ်အောင်လုပ်ကြကန်ဆိုးနေရဆဲသူတွေအလုံးကလည်းစိုးနေတဲ့ဟာတွေအเจ้าညာလေးတွေကိုတရိထားရှင်စင်ကျင်ရှောင်ကျင်ပြီးတော့ကိုယ့်အတွက်ကောင်းမယ်ဆိုတဲ့လမ်းကြောင်းတစ်ခုကိုဖောက်မယ်ဆိုရင်တော့ကိုယ့်အတွက်အကောင်းဆုံးနေပြီဖြစ်လာနိုင်ဖို့ရှိတယ်အခြေအနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်အင်္ဂါသတိမိများတော့ချက်ခံတယ်အကောင်းဆုံးခံတယ်ဒီမှာပါတယ်ဒုတိယထဲမှာဒုတိယထဲမှာပါနေတာတော့อืมပြောရမယ်ဆိုရင်စနေတွေပေါ့စနေတွေကဒုတိယထဲမှာပါတယ် ဲ့တော့အချင်းနဲ့ပတ်သက်ပြီးတော့တော်တော်တက်ထပ်ပြောမယ်ကျွန်တော်ဒီဘာလဲဆိုတော့မွေဝင်နဲ့တီးတန့်ကိစ္စကိုပဲကျွန်တော်အဓိကထားပြီးတော့ဗီဒီယိုလေးတစ်ပုဒ်လုပ်ထားတယ်အဗီဒီယိုလေးကိုလည်းတွားကြည့်ပြီးပါလို့ပြောချင်တယ်တင်ထားပါတယ်အားလုံးပဲအော်တိုဘာလာမှာပျော်ရှင်ကြည်နူးကြပါစေ